အဲကွန်ကထွက်လာတဲ့ရေကကျွန်တော်တို့ထင်ထားတာထက်ကိုတန်ဖိုးရှိပါတယ်။ပူပြင်းလာတဲ့နေရာဒီမှာအဲကွန်ဖွင့်ပြီးတော့အေးများတဲ့အခန်းထဲမှာအေးရတာဟာဘလောက်တတောင်တတာရှိတယ်လဲဆိုတော့အားလုံးသိကြမှာပါ။အဲကွန်ကအေးပေးုံနဲ့အသုံးဝင်တာမဟုတ်ပါဘူး။သူ့ရဲ့အပြင်ဘက်ကနေတဖြည်းဖြည်းစီးကျလာတဲ့ရေကလည်းတကယ်တော့ယတနာတစ်ခုပါပဲ။အဲကွန်ကထွက်လာတဲ့ဆုံပြေရေကဘာကြောင့်တန်ဖိုးရှိတာလဲ။တနအီမှာလီတာ2လီတာလောက်တနေ့ဆိုရင်တော့လီတာ20လောက်ထွက်တဲ့ဒီရေဟာတာမန်ရေမဟုတ်ပါဘူး။ ဒါကတဘာဝအတိုင်းမြားသားစွာပေါင်းထုတ်ထားတဲ့ရေဖြစ်ပြီး pH မြားသားရဲ့ပြော့ရည်တမျိုးပါဒီရေကိုလူများစုကဆုံးပြေလေရှိပေမဲ့တကယ်တော့အဲကွန်ကားစိတ်ကြလာတဲ့ရေဟာအိမ်မှာသုံးဝင်တဲ့ဗတ်ဆုံသုံးရတနာတစ်ခုပါအဲကွန်ကားထွက်လာတဲ့ဒီပြော့ရည်ရဲ့အံ့ဖွယ်အသုံးဝင်ပုံတွေကိုပြောပြပေးပါမယ်အရင်ဆုံးအဲယားကွန်ဘလို့စိတ်ထွက်လဲဆိုတာရှင်းပြပါမယ်အဲ့ဒါကတော့လွယ်ကူရရှင်ပါတယ်အဲကွန်ကလေအေးတွေပေးပြီးအခန်းထဲကအပူတွေကိုစုပ်ထုတ်ယူသွားတယ်။အဲဒီအပူတွေကပန်ကားစီသွားပြီးပိုက်တွေနဲ့သွားချိတ်ဆက်တယ်။ ပြီးတော့အပူတွေကအငွေပြန်ကအရေးတွေပြောကြကစွန့်ပြစ်ရည်အဖြစ်အပြင်ကိုထွက်လာတာဖြစ်ပါလေ။ရေပုံမှန်မထွက်ဘူးဆိုရင်တော့အဲကွန်ကပြဿနာရှိနေပါပြီ။အဲကွန်ကထွက်တဲ့ရေကအဲကွန်ထက်တောင်ပိုတန်ဖို့ရှိပါလေ။အဲကွန်ရေကိုဘလိုတွေတုံးလို့ရလဲ။ပထမတစ်ချက် ကတော့ပန်းမင်အတွက်မြေဩဇာရပြီးတော့ပန်းမင်ရေလောင်းဖို့အတွက်အကောင်ဆုံးပါ။ဒီရေဟာတဘာဝအာဟာရဓာတ်ပါဝင်ပြီးတော့မြေစီဩဇာကိုမထီစီပဲပန်းမွင့်တွေအတွက်အရန်ကောင်းပါလေ ပန်းပင်တွေအတွက်မျောစာဝယ်စရာမလိုတော့ဘဲဒီရေလေးကိုလောင်ပင်ရုံဖြင့်ပန်းပင်တွေကြီးထွားလာတာမှာအထောက်အကူဖြစ်စေပြီးတော့အရန်အဆင်ပြေပါတယ်။ပန်းပင်တွေကိုလည်းကြီးထွားစေတာမို့အဲကွန်းကားထွက်တဲ့ရေကမျောစာတွေထပ်တောင်းပိုတန်မှုရှိပါတယ်။ဒုတိယချက်ငားမွေလို့ရပါတယ်။ငားကန့်အတွက်တင့်တော်တဲ့ရေဒီမျိုးဖြစ်ပါတယ်။တာမန်ရေအစားအဲကွန်းရေကိုတုံးကြည့်ပါ။ဒီရေမှာအောက်ဆီဂျင်ဓာတ်ပါဝင်မှုများပြီးငားတွေအတွက်ပိုတင်တော်တဲ့ပတ်ဝန်းကျင်ရဲ့ကြီးထွားမှုကိုဖန်တီးပေးပါတယ်။မတော့ခင်တော့တိချာလေးစစ်ဆေးပြီးမှတုံးရင်တော့ပိုစိတ်ချရပါတယ်။ တတရားအချက်အင်တန်ရှင်ရေးလို့ရတဲ့အင်သားစီကြောဖို့အတွက်အသုံးတည်ပါလေ။အဲကွန်ရေကိုကြမ်းတိုက်တဲ့အချိန်တုန်းရင်တန်ရှင်ရေးလို့ရလွယ်ကူုံနေမှာပဲအနံဆိုးထတာလေးတတ်တာစီပါလေ။တစ်သားကြမ်းကင်ကအစားကြွေပြားခင်းတွေအကုန်လုံးအတွက်အဆင်ပြေပါလေ။အဲကွန်ရေကိုအင်သားစီကြောရင်လေသုံးမယ်ဆိုရင်တော့ဗက်တီးရီးယားတွေကင်းစင်ပြီးအနံဆိုးကင်းစင်ကတန်ရှင်မွေးကြိုင်နေစီမှာပါ။ဒီနေရာမှာမေးလာရမှာကအဲကွန်ကထွက်တဲ့ရေကတန်ရှင်သလားတောက်လို့ရသလားဆိုတာပါပဲ။ အဲကုန်းကားထွက်လာတဲ့ရေဟာဓာတ်ရူဗေဒအရာတန်းစင်တဲ့ရေနီပါဖြစ်ပေမဲ့လေထဲကပုံပုံနဲ့အခြားသေးငယ်တွေအမုံတွေရောနှောနိုင်တာကြောင့်တောက်တုံးရေဖြစ်မတုံတင်ပါဘူးဒါပေမဲ့ပန်းမင်းရေလောင်းတာငါးကန့်အတွင်းတုံးတာကြမ်းတိုက်တာအင်သာစီကြောဖို့အတွက်အစားရှိတဲ့နေစဉ်တုံးဖို့တော့အလွန်အဆင်ပြေပါလေတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးရေအေးမြစ်ကိုခြွေတာနိုင်နေတောက်တုံးဖို့အတွက်ကတော့ပိုးမားတွေပါတာမို့မတောက်တုံးတင်ပါဘူးအဲကုန်းရေကိုအသုံးပြုရင်ရေကုန်ကြားစီတတရုံနဲ့မကဘဲရေအေးမြစ်ကိုလည်းထိန်းသိမ်းပေးနိုင်ပါလေ အဲကွန်ကားထွက်လာတဲ့ရေကတောက်တုံးလို့မရပေမဲ့မညစ်ပါပါဘူးအချားကထွက်တဲ့ရေတွေထက်စားရင်တော့ပိုတန်ပါလေတောက်ဖို့အထိအဆင်မပြေပေမဲ့ပန်းမင်ရေလောင်တာငါးမွေတာကြံတိုက်တာအိမ်သာစေးတာတို့ဆိုရင်တော့အရန်အဆင်ပြေပါလေပံဝင်းကြီးကိုထိမ့်သိမ့်ပြီးရေကိုလည်းချွေတာနေတာမို့ဆန်းလို့ကြည်ကြပါတတိထာယာမှာကအဲကွန်အမြဲဖွင့်ထားမယ်ဆိုရင်တော့အခန်းထဲမှာခြောက်သွေ့ပြီးရေထက်ခန်းချောင်းနိုင်ပါလေဒါကြောင့်မို့အဲကွန်အမြဲဖွင့်တတ်တဲ့သူတွေဆိုအခန်းထဲမှာရေထက်မခန်းချောင်းရေခွက်လေးနဲ့ရေတခွက်အမြဲထားတင်ပါလေ